င်္ဂလာပါကလေးတို့ရေဒီချက်ကတော့ grade 7တိပ္ပံသင်ကြားပေးမယ့်တစ်ချက်ချမ်းဖြစ်ပါတယ်။အခန်းနှစ်အမှုစီဝါတက်ရှိများနဲ့ဆဲဖွဲ့စည်းပုံကတစ်ချက်ကသင်ကန်းစာ9တက်ရှိများရဲ့တ िश ူးများအင်္ဂါများနဲ့အင်္ဂါဖွဲ့စည်းများအကြောင်းကိုဒီချက်ကတောက်သမီးတို့ကိုရှင်းပြပေးမယ်နော်။ ဲ့ဒါဆိုလို့ရှိရင်သင်ခန်းစာ၅တက်ရှိများဤတရှိများအင်္ဂါများနဲ့အင်္ဂါအဖွဲ့အစည်းများကိုကြည့်အောင်ကဲအဲ့တော့အပင်နဲ့တံတဝါတွေရဲ့ဆဲတွေအားဆိုလို့ရှိရင်တော့ငကိုမူလရှိပြီးသောဆဲမှာဖြစ်ပေါ်လာကြတယ်အဲ့တော့အပင်ရဲ့ဆဲများတရှိများအင်္ဂါများနဲ့အင်္ဂါအဖွဲ့အစည်းများအဲ့တော့အပင်တပင်ကိုဆဲများတရှိများအင်္ဂါများအင်္ဂါအဖွဲ့အစည်းများဖြစ်ဖွဲ့စည်းထားပါတယ် တော့ဆဲများအပင်မှာဆိုရင်ဆဲအမျိုးမျိုးရှိတယ်အမျိုးအစားပုံတံတိဆပုံနဲ့လုပ်ငန်းတွေဟာမတူညီကြပါဘူးဥပမာအစာကျော်ဆဲရေကျော်ဆဲအပြင်လွှာဆဲဆိုပြီးတော့မှအမျိုးမျိုးရှိကြတယ်ကဲတ िश ူများတ िश ူတွေမှာဆိုလို့ရှိရင်တော့အပင်တွေမှာဆိုရင် တူညီတဲ့ဆဲများပေါင်းစပ်၍တ िश ူအလွှာတစ်ခုဖြစ်ပေါ်လာပြီး တိကျသောလုပ်ငန်းတစ်မျိုးတည်းကိုသာလှုပ်ဆောင်ပေးပါတယ်။ဥပမာအစာကြောဆဲများ စုပေါင်း၍အစာသေးယူပို့ဆောင်ပေးသည့်တ िश ူများဖြစ်ပေါ်လာပါတယ်။အင်္ဂါများကဲအင်္ဂါတွေကတော့မတူညီတဲ့တ िश ူတွေပေါင်းဆက်၍အင်္ဂါတစ်ခုဖြစ်ပေါ်လာပြီးလုပ်ငန်းများကို စုပေါင်းလှုပ်ဆောင်ပေးပါတယ်။ဥပမာအမြင့်ပင်စီအရွက် အပွင့်နဲ့အသီးတို့ပဲဖြစ်တယ်။ကဲအင်္ဂါအဖွဲစည်းများအဲ့တော့အင်္ဂါအဖွဲစည်းများမှာဆိုရင်တော့မတူညီတဲ့အင်္ဂါအစိပ်ပိုင်းများပေါင်းဆက်ပြီးတော့မှအင်္ဂါအဖွဲစည်းများဖြစ်ပေါ်လာတယ်။ဥပမာမြေပေါ်အင်္ဂါအဖွဲစည်းမှာဆိုရင်တော့ပင်စည်းအရွက်အပွင့်နဲ့အသီးမြေအောင်အင်္ဂါအဖွဲစည်းမှာဆိုလို့ရှိရင်တော့တချို့တို့ရေတောင်မြေဘေးမြေနဲ့မြေမွှေးများပါဝင်ကြပါတယ် ကဲတာလို့သမီးတို့ရဲ့ကျောင်း3ဖက်စာရဲ့စာမျက်နှာ15ရဲ့ပုံ25ကအပင်တပင်ရဲ့ဖွယ်စည်းတိဆောက်ထားပုံလေးကိုကြည့်ကြည့်ပါအဲ့ဒီမှာဆိုလို့ရှိရင်တော့တချို့တို့ကနော်အပင်မှာတော့အင်္ဂါဖွယ်စည်းတွေရှိတယ်အဲ့ဒီကနေမှတချို့တို့သစ်ရွက်လေးတစ်ရွက်ကအင်္ဂါအဲ့ဒီအင်္ဂါဆိုတဲ့သစ်ရွက်လေးထဲမှာမှတ िश ူလေးရှိတယ်အဲ့ဒီတ िश ူထဲမှာမှဆဲလေးအဲ့ဒီကနေမှတချို့တို့အင်္ဂါဖွယ်စည်းဆိုပြီးတော့ပြန်ပြီးတော့မှအပင်လေးတစ်ပင်ပြန်ဖြစ်တာပေါ့နော်ဒါလေးကတော့အပင်တစ်ပင်ရဲ့ ဖွဲ့စည်းတိစောက်ထားပုံကိုပြပေးထားတာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီကျေတော့လုပ်ငန်းတက်ကလေးကိုဆက်ပြီးကြည့်ရအောင်။ပါမေခွန်းများကိုအုပ်စုဖွဲ့၍ဆွေးနွေးတင်ပြပါတဲ့။ကဲအဲ့မှာမှာကာကြီးကတော့အပင်တပင်မှာရှိတဲ့ဆဲအမျိုးမျိုးကိုဖော်ပြပေးပါတဲ့။ကဲအဲ့တော့အပင်တပင်မှာရှိတဲ့ဆဲအမျိုးမျိုးကဘာတွေဖြစ်မလဲ။ ဟုတ်ပြီအပင်တပင်မှာရှိရဲ10မျိုးမျိုးမှာဆိုရင်တော့အစာကျော်စဲရေကျော်စဲနဲ့ပြင်ပနဲ့ဆက်သွယ်ရင်လေပေါက်များပါရှိတဲ့အပြင်လွှာစဲတွေပဲဖြစ်ပါတယ်ကဲခါဝေးမိကုံးလေးကိုကြည့်အောင်ကဲခါဝေးမိကုံးလေးကတော့အပင်ရဲ့အင်္ဂါအဖွဲ့အစည်းများတွင်မြည်သည့်အင်္ဂါများပါဝင်သည်။ကဲအဖြေလေးကိုပြောကြည့်အောင်။ဟုတ်ပြီ။အဖြေလေးကတော့မြေပေါ်အင်္ဂါအဖွဲ့အစည်းမှာဆိုရင်တော့တကယ်လို့ဗင်စီအရွက် အပွင့်နဲ့အသီးတွေပါဝင်ကြပြီးတော့မြေအောင်အင်္ဂါအဖွဲ့စည်းမှာဆိုလို့ရှိရင်တော့ရေတောင်မြင်၊ဘေးမြင့်နဲ့မြင်းမွေးတွေပါဝင်ကြပါတယ်ကွယ်။ကဲဒါဆိုရင်ဒီကျတော့လုပ်ငန်းနှစ်ကလေးကိုစပီးကြည့်အောင်ကဲလုပ်ငန်းနှစ်ကလေးကတော့ဆဲတစ်ခုမှတက်ရှိအဖြစ်ဖွဲ့စည်းထားပုံအစဉ်စဉ်ကိုတဲ့စီစဉ်ပါတဲ့အဲ့တော့ပုံနှစ်ချောင်းမှာဆိုရင်တော့ tissue ဆဲ အင်္ဂါမြေပေါ်အင်္ဂါအဖွဲစီမြေပေါ်နဲ့မြေအောင်အင်္ဂါအဖွဲစီလို့ပြီးတော့ပေးထားတယ်ကဲအဲ့ဒီမှာကြည့်ကြည့်ပါဦးပုံလေးတွေနော်ပေးထားတယ်အဲ့ဒီမှာတောက်အုပ်သမီးတို့တွေကထည့်ရမှာဖြည့်မှန်လေးကိုထည့်ပြရမှာအဲ့တော့ကာကြီးကလေးကဘာဖြစ်မလဲဟုတ်တယ်ကာကြီးလေးကတော့တကယ်လို့မြေပေါ်နှစ်မြေအောင်အင်္ဂါအဖွဲစီကိုထည့်ရမယ် ကဲခါဝေးရပုံလေးကိုကြည့်ပါအောင်ဘာဖြစ်မလဲသိရပုံလေးပေးထားတယ်ဟုတ်တာပေါ့အင်္ဂါဟုတ်ပြီနော်ဖြေးလေးရအင်္ဂါကိုထည့်ရမယ်ကဲခန်းငယ်ပုံလေးကိုကြည့်ပါအောင်ဘာဖြစ်မလဲဟုတ်တာပေါ့ခန်းငယ်ရပုံလေးကတ िश ူးဖြစ်တယ်အဲ့တော့တောင်သမီးအဖြေမန်းလေးကတ िश ူးကိုထည့်ရမယ်ဂါကြီးကိုကြည့်ပါဂါကြီးကပေါ်ပိုင်းလေးပဲပြပေးထားတယ်နော်ကဲအဲ့တော့ဘာပုံလေးဖြစ်မလဲဟုတ်တယ်ဟုတ်ပြီနော်ဒီကျေတို့ထည့်ရမယ်အဖြေလေးကတော့ညေပေါ်အင်္ဂါအဖွဲစည်းလေးကိုထည့်ရမှာဖြစ်တယ်နောက်တစ်ခု နောက်တစ်ခုပုံလေးကိုကြည့်ပါအောင်ငါပုံလေးကိုကြည့်ပေးပါအောင်ဟုတ်တယ်ငါပုံလေးကတကယ်တော့ဘာဖြစ်လဲဆိုရင် microscope နဲ့ကြည့်ထားတယ်အနည်းကကြည့်ထားတဲ့ပုံလေးသူကရောဘာဖြစ်မလဲဟုတ်တယ်အဖြေလေးကတော့ cell အဲ့နော်အဲ့တော့တကယ်တော့ cell လေးကိုထည့်ရမယ်ကဲဒါကတော့တကယ်တော့ပုံ26က10တခုမှတက်ရှိအဖြစ်ဖွဲ့စည်းထားပုံလေးကိုတောက်သမီးတို့ကိုပြပေးထားတာဖြစ်တယ်နော်သူတို့ခမင်းနဲ့စာချင်းမယ်ယေးကဲဒါဆိုရင်တကယ်တော့အဓိကအချက်များကိုသွားမယ် ကဲအဓိကချက်များကတော့တက်ရှိတွေရဲ့ဆဲတွေအားဆိုရင်နှကိုမူလရှိပြီးတော့ဆဲရနေပြီးတော့မှဖြစ်ပေါ်လာကြတယ်။အပင်ရဲ့အဓိကအင်္ဂါများเนาะအင်္ဂါများမှာဆိုလို့ရှိရင်တော့အမြင်ပင်စီနဲ့အရွက်တွေပါဝင်တယ်။ထို့အင်္ဂါတစ်ခုစီကိုတကယ်လို့ကတ िश ူးအလွာများနဲ့ဖွဲ့စည်းထားပြီးတော့မှ လုပ်ငန်းတာဝန်တစ်ခုကို အတူတကွာဆောင်ရွက်ကြပါတယ်။အဲ့တော့အမြင့်တရားဆိုလို့ရှိရင်တော့ မြေအောက်အင်္ဂါအဖွဲ့စည်းမှာပါဝင်ပြီးတော့မှပင်စည်းအရွက်အပွင့်နဲ့အသီးတွေဟာဆိုလို့ရှိရင်တော့မြေပေါ်အင်္ဂါအဖွဲ့စည်းမှာပါဝင်ကြပါတယ်ကဲဒါဆိုရင်ဒီချေကဆက်ပြီးတော့ခေါင်းစဉ်လေးတစ်ခုသွားမယ်เนาะအဲ့တော့အပင်ရဲ့အင်္ဂါအဖွဲ့စည်းများနဲ့ဆက်သွယ်ဆောင်ရွက်ပုံလေးကိုတစ်ချက်ကြည့်ပေးပါကဲအဲ့တော့အပင်မှာဆိုလို့ရှိရင်เนาะ မြေအောက်အဖွဲစည်းနဲ့မြေပေါ်အဖွဲစည်းတို့ဟာဆက်သွယ်နေကြတယ်အဲ့တော့မြေအောက်အဖွဲစည်းမှာဆိုလို့ရှိရင်တော့ပင်မရေတောင်မြစ်ပြီးရင်ဘေးမြစ်များမြင်းမွေးတွေပါဝင်တယ်ထို့အမြစ်တွေဟာဆိုလို့ရှိရင်တော့အပင်အတွက်လိုအပ်တဲ့မြေစည်းလွှာအတင်းမှာရှိတဲ့ရေနဲ့အာဟာရဓာတ်တွေကိုစုပ်ယူပြီးတော့မှအပင်ရဲ့ရေကြောတ िश ူမှာတဆင့်အရွက်များစီကို သူကပို့ဆောင်ပေးပါတယ်။ခဲတာလူသမီးတို့ပုံလေးကိုတစ်ချက်ကြည့်ပေးနော်။အဲ့ဒီပုံလေးကတော့တာလူသမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာဆိုရင်တော့စာမျက်နှာဆက်ခွန်မှာရှိတယ်။ပုံနှစ်ခွန်အပင်အတွင်းရင်းနှစ်အစာကိုတဲယူပို့ဆောင်ပုံလေးပဲဖြစ်တယ်။အဲ့တော့တစ်ချက်ကပုံလေးပြပေးမယ်နော်။အဲ့ဒီမှာဆိုရင်တစ်ချက်တော့ပုံလေးမှာကြည့်ကြည့်ပါ။အဲ့တော့အပင်မှာဆိုလို့ရှိရင်တော့တစ်ချက်တော့ဟုတ်ပြီနော်။မြားလေးတွေကိုကြည့်ပေးပါ။ကာဗွန်နာအောက်ဆိုက်ကလေးကဝင်လာမယ်။ပြီးသွားလို့ရှိရင်တော့တစ်ချက်တော့ဘာဖြစ်လဲ။ဟုတ်ပြီနော်။အစာကျော် ရမယ်ဟုတ်ပြီသူကအောက်ဆီဂျင်တော့အပြင်ကိုပြန်ထွက်သွားတာပေါ့နော်အဲ့ဒီမှာဆိုရင်အစာကျော်ဂလူးစကိုတွေရမယ်ပြီးသွားလို့ရှိရင်တော့တချို့လိုဝင်သွားမယ်အဲ့တော့ရေအောက်ပေါ့နော်တချို့လိုမြေအောက်ထဲကိုဝင်မယ်အဲ့ဒီမှာဆိုရင်ရေရဲ့ဒစရဲ့အောက်ဆီဂျင်တို့ကာဗွန်ဒိုင်အောက်ဆိုက်တို့ရှိတယ်ဟုတ်ပြီနော်အဲ့ဒီမှာဆိုရင်တော့သူကတော့လိုအပ်တဲ့ဟာတော့ကာဗွန်ဒိုင်အောက်ဆိုက်လေးရှိတယ်မြားအပြာလေးနဲ့ပြထားတယ်ဟုတ်ပြီနော်ပြန်ပြီးတော့မှထွက်မှာကတော့မြားပန်းအောင်လေးနဲ့ပြပေးထားတယ်အောက်ဆီဂျင်တွေရှိမယ်ဟုတ်ပြီနော်ကဲပြီးသွားလို့ရှိရင်တော့ဒီမှာရေကြောဆဲအစာကြောဆဲရှိမယ် ဟုတ်ပြီနော်မြားလေးတွေကိုသေချာကြည့်ပေးပါပြီးသွားရင်ရေကအပြာလေးနဲ့အပြင်ကိုပြန်ထွက်သွားတယ်ဟုတ်ပြီနော်အောက်ဆီဂျင်မြားပန်းရောင်လေးနဲ့အပြင်ကိုပြန်ထွက်သွားတယ်နေရောင်ကြီးလေးကတော့တကယ်လို့မြားလေးကအတွင်းထဲကိုဝင်တဲ့ပုံလေးပြပေးထားတယ်အဲ့တော့မြားလေးတွေကိုသေချာကြည့်ပေးပါဒါတို့သမီးတို့နားလည်မယ်နော်ကဲဟုတ်ပြီပြီးသွားလို့ရှိရင်နော်တကယ်လို့အရွက်ကလေးကိုသူကတေချာတောက်သူမျိုးပြပေးထားတယ်အဲ့ဒီအရွက်ထဲမှာမတကယ်တော့ဘာရှိလဲဆိုရင် နော်တ िश ူးရှိတယ်အဲ့တ िश ူးလေးတွေမှာမှတချို့ရေကျော်အစာကျော်ပြီးရင်လေပေါက်လေးသူကတေချာပြပေးထားတယ်ဒါကတောက်သမီးတို့တေချာလေးတောက်သမီးတွေဖတ်ဆောင်လေးတွေမှာမြင်ပါလိမ့်မယ်နော်ကဲဟုတ်ပြီဒါဆိုရင်ဒီချက်ကထပ်ပြီးရောရှင်းပြပေးမယ်နော်အဲ့တော့အရွက်အတွင်းမှာရှိတဲ့ကလိုရိုဖီးများကတော့တချို့လေထဲမှာကာဗိုနာအောက်ဆိုက်ကိုအသုံးပြု၍အမြင့်မှဆုပ်ယူပြီးတော့ရေနဲ့ပေါင်းဆက်ပြီးတော့မှာ အလင်းအောင်ရရှိတဲ့အခါမှာအလင်းမီစုအစာဖွဲ့စည်းခြင်းကိုပြုလုပ်ပေးပါတယ်။ထို့ဖြစ်စဉ်မှာအစာနဲ့အောက်ဆီဂျင် ထွက်ရှိလာတယ်။အဲ့တော့ထွက်ရှိလာတဲ့အစာတွေကိုတော့တချို့လိုအစာကျော်တ िश ူမှတဆင်အပင်ရဲ့အချားအင်းကစိတ်ပိုင်းများစီတို့ ပို့ဆောင်ပေးပါတယ်။အဲ့တော့အမြင့်မှဆုပ်ယူသောရေတချို့ဟာဆိုလို့ရှိရင်အရွက်ရဲ့လေပေါက်မှတဆင်ပင်ငွေ့ပြောင်းခြင်းနည်းနဲ့ ြင်ပကိုထွက်လေးရှိတယ်အဲ့တော့မြေပေါ်အဖွဲစီမှာဆိုလို့ရှိရင်တော့ပင်စီနဲ့အကိုင်းခံများဟာဆိုရင်အပင်ကို ထောက်ကန်ပေးတဲ့အဖွဲစီဖြစ်ပါတယ်ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းတစ်ကလေးကိုလက်တွေ့ပြုလုပ်ကြည့်အောင်လုပ်ငန်းတစ်လက်ဆက်တော့အပင် ပေါက်ငယ်ဒါမှမဟုတ်လို့ရှိရင် ပန်းခိုင်တို့ကိုတကယ်တော့စိုးစေးရေထဲမှာစိန်ထားပါကညီတို့တွေ့ရှိရမြင်နီလက်တွေစမ်းသပ်ပြီးပေးထားသောမေးခွန်းများကိုတကယ်တော့အုပ်စုဖွဲ့ဆွေးနွေးဖြေဆိုပါလို့ပြောထားတယ်။ကဲဒါဆိုရင်တကယ်တော့လက်ဆက်တဲ့ပန်းလေးပေါ့နော်ဒီမှာပန်းခိုင်လေးမှာဒီချိန်ကစိုးစေးရေထဲကိုထည့်မယ်ဆိုတော့ဒီမှာဒီချိန်မှာစိုးစေးမှုပါတယ်နော်စိုးစေးမှုရှိတယ်။ကဲဒါဆိုရင်ဒါတို့သမီးတို့ရဲ့ကျောင်းသုံးဖတ်စာအုပ်မှာပါတဲ့စာမျက်နှာဆက်ရှိကပုံနှစ်ရှိအပင်ကြီးအမြင့်ပင်စင်နဲ့ပန်းခိုင်မှာ စိုးစေးရေပေါ့နော်တက်ရောက်ပုံကိုဒီချေတို့ကလက်တွေ့ဆန်းသက်ချင်းဆိုတဲ့ပုံလေးကိုကြည့်ပေးပါဟုတ်ပြီကဲအဲ့ဒီပုံလေးတိုင်းပဲဒီချေတို့ကလက်တွေ့ပြုလို့မှာဖြစ်တယ်ဒီချေကတော့တားလို့သမီးတို့ပို့ပြီးတော့ထင်သာမြင်သာရှိအောင်လို့ဒီချေကတော့နှင်းစီပံအဖြူလေးကိုသုံးပေးထားတယ်နော်အဲ့တော့တားလို့သမီးတို့ကလည်းဒီချေလိုနှင်းစီပံအဖြူလေးသုံးလို့လည်းရတယ်တခြားပန်းအဖြူအောင်လေးတွေသုံးလို့လည်းရတယ်နော်

ဒါကိုဒီချေကစိုးစိမ့်ရည်လေးတွေဥမာဒီချေကသူ့ကိုစိန်ထားလိုက်ပြီအဲ့တော့တာလို့သမီးတို့ကအိမ်မှာလက်တွေပြုတ်လုံမယ်ဆိုလို့ရှိရင်တော့တာလို့သမီးတို့ကတရက်ပေါ့နော်ရက်တိုင်းရက်တိုင်းရက်တိုင်းကိုတော့ဒီပန်းလေးကိုလေ့လာပေးမှရမယ်နော်ကဲဒါဆိုရင်ဒီချေကတာလို့သမီးတို့တွေလေ့လာလို့ရအောင်လို့ဒီချေလည်းရက်နှင်းငယ်ထားထားပေးပါမယ်ကဲဒါဆိုရင်ဒီချက်ကရက်အနှင်းငယ်ဒီချက်ထားပြီးရဲ့နောက်မှာနော်ပန်း ပွင့်လေးရဘလို့ဖြစ်သွားပြီလဲဆိုတာကိုသာသမီးတို့ဒီမှာတွေ့ရလိမ့်မယ်အဲ့တော့ဒီချေရအနှင်းငယ်ထားလိုက်တဲ့အချိန်မှာနှင်းစီပန်းလေးကိုဒီချေကစိုးစေးရည်ထဲမှာစိန်ထားတဲ့အခါမှာเนาะနှင်းစီပန်းလေးကเนาะဒီလိုအယောင်လေးစိုးစေးရည်အယောင်အတိုင်းလေးပဲအယောင်လေးတက်လာတာကိုတွေ့ရတယ်ကဲဒါဆိုလို့ရှိရင်ဒီချေနဲ့တူတူမေးခွန်းလေးတွေဖြည့်ကြည့်ရအောင်เนาะအဲ့တော့ကာကြီးအပင်ရဲ့အမြင့်မှဆုတ်ယူသောစိုးစေးရည်ဟာတဲ့အပင်ရဲ့မြည်သည့်အစိပ်ပိုင်းများသို့ပြန့်နှံ့တနည်းတဲ့ကဲဘယ်အစိပ်ပိုင်းကိုပြန့်နှံ့ပါသလဲ ကဲအဖြေလေးကတော့တချေတို့အပင်ရဲ့အမြင့်မှာဆုပ်ယူလိုက်တဲ့စိုးစေးရေကတော့တချေတို့ရေတက်လန်းမှာတချေတို့မြင့်မွေးများမှတဆင့်ပြီးရင်အမြင့်မှတဆင့်ပင်စီပြီးရင်ပင်စီမှတဆင့်အရွက်များစီကိုသူကဘာဖြစ်လဲအခြားအင်ကအစေပိုင်းများစီတို့ဝင်ရောက်ပြန့်နှံ့ပါတယ်ကဲဒီချေနဲ့တူတူခါဝေးမေကွန်းလေးကိုဖတ်ကြည့်အောင်အဲ့တော့ပန်းခိုင်များအားတချေတို့စိုးစေးရေစိန်ထားတဲ့အခါမှာ မြည်သည့်တရှူကစိုးစေးရီအားတဲယူပို့ဆောင်ပေးသည်နည်းကဲတော့တချို့လူဘယ်သူဟောက်တဲယူပို့ဆောင်ပေးမလဲကဲအဖြေကလေးကတော့တချို့လူပန်းခိုင်များအားစိုးစေးရီထဲမှာတချို့လူစိန်ထားတဲ့အခါမှာတော့ရေကြောတရှူကစိုးစေးရီအားတဲယူပို့ဆောင်ပေးပါတယ်ဟုတ်ပြီနော်အပင်တပင်ရဲ့အမြင့်များမှ အချားအင်ကအစိတ်အပိုင်းများစီကိုတိကျတော့ရေတက်ရောက်ပုံဟာတဲ့အီဆန်းသက်ချက် ပေါ့နော်တချို့လို့ဖြစ်တယ်ဆိုတာကိုတာလို့သမီးတို့တွေ့မြင်လိုက်ပြီပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တာလို့သမီးတို့အိမ်မှာလည်းကိုယ်တိုင်းပေါ့နော်အဲလက်တွေ့စမ်းသပ်ပြီးတော့တချို့လိုမျိုးပြုလုပ်လို့ရပါတယ်။ကဲဒီချိန်နဲ့တူတူနောက်လုပ်ငန်းလေးတွေမှာပြန်တွေ့မယ်နော်။ကဲဒီကျေတို့ဒါဆိုရင်လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ပေးထားတဲ့ပုံနှစ်ကိုကိုဆွဲသား၍လေ့လာပြီးအောက်ပါမိကုံးများကို အုပ်စုဖွဲ့ဆွေးနွေးတင်ပြပါတဲ့အဲ့တော့တာဝန်သမီးတို့စာမျက်နှာနော်တာဝန်သမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာစာမျက်နှာ78ရဲ့ပုံနှစ်ကိုအောင်တကယ်လို့ရေးဆွဲမယ်ကဲအဲ့တော့ရေးဆွဲပြီးတော့မှတကယ်လို့ကမိကုံးလေးတွေကိုအုပ်စုဖွဲ့ပြီးတော့ဆွေးနွေးတင်ပြပါတဲ့ကဲအဲ့တော့ကာကြီးအပင်ရဲ့ရေကြောနဲ့အစာကြောများရဲ့လုပ်ငန်းတွေကိုဖော်ပြပေးပါတဲ့ကဲဟုတ်ပြီခါခွေအမြင့်များသည့်ရေကိုမြည်သည့်နေရာစီသို့တည်ယူပို့ဆောင်သည်။ကငယ် အဖေရှိအစာကျော်ဤသေယူပို့ဆောင်ရာလမ်းကြောင်းကိုဖော်ပြပေးပါတဲ့ကဲဒါဆိုလို့ရှိရင်တော့ဒီချဲတို့ပုံလေးကိုကြည့်ပေးပါကဲအဲ့တော့ပုံလေးမှာဆိုလို့ရှိရင်တော့ဒီချဲတို့ကနော်မြားလေးကဒီချဲတို့ကအဝါရောင်လေးနဲ့ဒီချဲတို့အပြာရောင်လေးနဲ့ပြပေးထားတယ် အဲ့တော့အဝိုင်းရောင်လေးကတော့ဒီချေတို့ကရေနဲ့ဒစားတွေရဲ့ရွေလျားတဲ့လမ်းကြောင်းဖြစ်တဲ့ရေကျော်ဟုတ်ပြီနော်ဒီချေတို့အမြားပြားလေးကတော့ဒီချေတို့အသွားပြန်လေးပြပေးထားတယ်သူကတော့အစာရဲ့ရွေလျားတဲ့လမ်းကြောင်းဖြစ်တဲ့အစာကျော်ပေါ့နော်အဲ့ဒီပုံလေးကတော့ပုံနှစ်ကိုက အပင်အတွင်ရေနဲ့အစာတည်ယူပို့ဆောင်တဲ့လမ်းကြောင်းလေးပဲဖြစ်ပါတယ်ကာကြီးအပင်ရဲ့ရေကြောနဲ့အစာကြောများရဲ့လုပ်ငန်းတွေကိုဖော်ပြပေးပါတဲ့။ကာကြီးရဲ့အဖြေလေးကတော့ အပင်ရဲ့ရေကြောနဲ့အစာကြောများရဲ့လုပ်ငန်းတွေဟာတဲ့အပင်အတွင်းရေနဲ့အစာတည်ယူပို့ဆောင်ခြင်းကိုလှူဆောင်ပေးပါတယ်။ခါခွေအမြင့်များသည့်ရေကိုမြည်သည့်နေရာစီသို့တည်ယူပို့ဆောင်သည်။ခါခွေရဲ့အဖြေလေးကတော့အမြင့်ဟာ ရေကိုရေကြောမှတစဉ်ပင်စီသို့ တက်ရောက်စေလျက်ထိုမှတစဉ်အပင်ရဲ့အခြားအင်္ဂါအစိပ်ပိုင်းများစီသို့တည်ယူပို့ဆောင်ပေးပါတယ်။ ကငယ်အပင်ရှိ အစာကြောဤတဲယူပို့ဆောင်ရာလမ်းကြောင်းကို ဖော်ပြပေးပါတဲ့အပင်မှာရှိတဲ့အစာကြောများရဲ့တဲယူပို့ဆောင်တဲ့လမ်းကြောင်းမှာဆိုရင်အပင်ရဲ့မြေပေါ်မြေအောက် အင်္ဂါအစိပ်ပိုင်းများစီတို့ပို့ဆောင်ပေးကြတာပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီချေပြောလိုက်တဲ့အဖြေလေးတွေကိုတအားသမီးတို့ရမယ်ထင်တယ်နော် ကဲဒါဆိုရင်ဒီကျတော့အဓိကအချက်ကလေးကိုကြည့်ရအောင်အဓိကအချက်များအမြင့်တရားဆိုလို့ရှိရင်တော့အပင်အတွက်လိုအပ်တဲ့ရေနဲ့အာဟာရဓာတ်တွေကိုစုပ်ယူပေးပါတယ်အမြင့်မှာစုပ်ယူလိုက်တဲ့ရေနဲ့အာဟာရဓာတ်တွေကိုရေကြောတီရှူမှာအရွက်များစီသို့ပေးဆောင်ပေးပါတယ်အရွက်များမှဖွဲ့စည်းပေးထားတဲ့အစာတွေကိုတော့ဒီချေတို့အစာကြောတီရှူမှာအပင်ရဲ့အခြားအင်္ဂါအစိပ်ပိုင်းများစီသို့ သေယူပို့ဆောင်ပေးပါရယ်ကွယ်